ျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတော့ကျွန်တော်ကျေးဇူးရှင်ပဲရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်စောင့်နေတဲ့ quyển လေးကိုကျွန်တော်ပြန်လည်များတောက်มาဖြစ်ပါတယ်ပေါ့နော်ကျွန်တော်နှပင်ချားစောင့်နေတာလေးရလာပြီဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်6 6နဲ့3ညလေးလေးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ6 4 4ဒီ3လုံးပေါင်းတာပေါ့နော်6နဲ့ဒီ4ပေါင်း73 3နဲ့4ပေါင်း9ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့ကီးပေါ့နော် နောက်တစ်ခုကျွန်တော်ဒီမှာ6နဲ့၄ပေါင်း33တက်ကီ3ညတိရခုနှစ်ရတွဲတာပေါ့နော်အဲဒါဆိုရင်ကျွန်တော်အဲ့မှာ3ညခွန်3ညနှစ်တခွန်တနှစ်ဆိုပြီးအတွဲ၄အတွဲရတယ်ပေါ့နော်ဒီအတွဲ၄အတွဲထက်ကကျွန်တော်နိနိတိဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတနှစ်အတွဲတိနိနိတိဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့နော်တရနှစ်ရတိနိနိတိဆိုပြီးဖြစ်ပါတယ်ပေါ့နော် โอเคနောက်ထပ်နှစ်ပင်ချားပေါ့เนาะနှစ်ပင်ချားမှာဆိုရင်ချင်းလေး3ရှေလျှောက်3ဆိုတဲ့အတွက်ဒီ၄နဲ့6ပေါင်းရှင်းတစေတုံညာတည့်ရဲ့6 6 3ဒီကရန်3လုံးပေါင်းရှင်းခွန်ခွန်ရဲ့ပါဝါနှစ်ပေါ့เนาะဒီ6နဲ့6ပေါင်းဆက်လေး၄နဲ့3ပေါင်းခွန်ခွန်ရဲ့ပါဝါနှစ်အဲ့မှာလေတုံညာခွန်တုံညာနှစ်ပေါ့เนาะတုံညာခွန်တွဲတုံညာနှစ်တွဲပြီးရင်တစ်ခွန်တွဲတင်းနှစ်အတွဲဆိုပြီးတော့ပေါ့เนาะအဲ့မှာတော့တုံညာရဲ့နှစ်ရဲ့အတွဲဖြစ်ပါတယ် တုံညာနှစ်တွဲဒီနှစ်တုံညာကုစုပြီးဖြစ်ပါတယ်။အထက်တစ်ကြိမ်မှာလည်းကျွန်တော်တို့ဒီမှာခွန်ရှိခွန်နှစ်အတွဲပါနော်အဲ့ဒီမှာဆိုရင်ခွန်ခွန်အတွဲခွန်နှစ်တွဲရှိခွန်တွဲရှိနှစ်အတွဲဆိုပြီးဖြစ်ပါတယ်။အဲ့မှာဆိုရင်ဒီပုံမှာနှစ်တုံညာကုပါနော်ဒီမှာတော့ခွန်ခွန်အတွဲသုံးခွန်ခွန်ဆိုပြီးဖြစ်ပါတယ်။တပန်း၈၉၄၅၆တော့မှာဒီ၈၆၃တနတော်ပေါင်းချင်းခွန်ခွန်ရဲ့ပါဝါနှစ်၉နဲ့၆ပေါင်း၅၅၆ကီ၅၆ခွန်နှစ်ပြီးမှာဆိုရင် ဒီ9ခွန်9နှစ်6ခွန်6နှစ်အတွဲထက်က68ခွန်ဆိုတဲ့အတွက်6ခွန်အတွဲဒီ68ခွန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်တပန်းနှစ်နှစ်ခွန်388ဆိုတဲ့အတွက်ဒီ10နှစ်ပေါင်း33ညာတကီရဲ့နှစ်88ဒီတန်း3လုံးပေါင်းရှင်8ပေါ့နော်8ရဲ့ပါဝါ3ဆိုတော့အဲ့မှာ3ညာ8 3ညာ3တွဲ18 18 13အဲ့ဒီမှာအတွဲ၄တွဲရတယ်ပေါ့နော်အဲ့ဒီထက်က3ညာ3တွဲဒီ 339ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဒီမှာ9နဲ့4ပေါင်9 sorry 9နဲ့5ပေါင်14 4 5 9ပေါ့နော်ဒီ6တလုံးမပါသေးဘူးပေါ့နော်။ဆိုတော့ကျွန်တော်39နဲ့ခဏ3လုံးပေါင်းချင်း4 4ရဲ့ပါဝါ9 4 5 4 9မှာဆိုရင်သူက1နဲ့6ဆိုတဲ့အတွက်ဒီမှာတော့4တလုံးပိတ်အနေနဲ့တွားရတယ်ပေါ့နော်။အကယ်၍အသွေးအနေနဲ့ယူမယ်ဆိုရင်တော့ဒီမှာ6ရဲ့6သလုံးထင်ပါပေါ့နော်6လေးအတွက် 6လေးတွဲမိလေး6ဆိုပြီးဖြစ်မယ်ပေါ့နော်သူကဒီမှာ၄လုံးပိုင်းအနေနဲ့ပဲတွားထားတာဖြစ်ပါတယ်ဒီအနောက်ကတလုံးမထည့်ဘူးဆိုရင်ပေါ့နော် okay ဒီမှာတော့၄လုံးပိုင်းအနေနဲ့တွားထားတာဖြစ်ပါတယ်အသွေးအနေနဲ့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာလင်းလေးရှင်းတူနေတာဖြစ်ပါတယ်နောက်ထပ်ကြိမ်ဒီဆက်ကြည့်အောင်ပေါ့နော်နေလေး6ပြီးတော့သူက3နေလေးဖြစ်ပါတယ်3နေလေးရှင်း9နေမှာဒီ9နေနေပေါင်း9ခွန်ရှင်းဒီတလုံးမပါသေးဘူးပေါ့နော်ဒီတလုံးထားအောင်မယ် ပြီးရင်၃နဲ့ကျွန်တော်ဒီပေါ့နော်ဒီမှာ၃ရ၅ရ၄ရကိကဏ္ဍ၃လုံးပေါင်းရှင်း၃ည၃ညပါပါငါဒါဆိုရင်၃ည9 3ည9 5 8 3ည8 5ဆိုပြီးရတယ်ပေါ့နော်ဒီ9စေ9 5အရင်အသွေးပေါ့နော်အဲ့မှာဆိုရင်ဒီအသွေးလေးတဲ့တဲ့ကပဲ8 5အသွေးဒီ8 5ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်3 5 6 6လေးရှင်းပြီးတော့ဒီမှာ16ကြိမ်မှာကျွန်တော်တင်ပြထားတယ်ပေါ့နော် ရှောင်းလင်းရှောင်းပြီးတော့နောက်ထပ်တစ်ကြိမ်ပါဆိုရင်တော့အခုခွန်ရှင်းစပြီးဖြစ်ပါတယ်ခင်ဗျာ356ရှောင်းလင်းရှောင်းပြီးတော့9ခွန်ရှင်းပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်9ရဲ့ရှင်းရဲ့ဘာနော်9ရဲ့ရှင်းရဲ့9ခွန်ရှင်းစပြီးဖြစ်ပါတယ်ခင်ဗျာဒါတိကအရင်ဆိုပြီးတော့ဒီနံပါတ်မှာပြပေးထားတယ်ပေါ့နော်9ရဲ့ရှင်းရဲ့ဒီ9ခွန်ရှင်းစပြီးဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ကျွန်တော် 6ခုရှိပြီးတော့သူက6 9 6ဖြစ်ပါတယ်ဗောနော်6ခုရှိပြီးတော့6 9 6 6 9 6ပြီးတော့ကျွန်တော်6 9ဆိုပြီးလာတယ်ဗောနော်6 9ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာရမှာဖြစ်ပါတယ်ဗောနော်ဒီဟာလေးရပြီဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အရာဗောနော်ဒီနေ့အရာဒီမှာ9နဲ့ဒီ9နဲ့ပေါင်းမယ်ဗောနော်အလဲထိန်နှစ်ခုပေါင်းတာဖြစ်ပါတယ် ဒီအလဲထိုင်ကိုရှင်ကိုပေါင်းတော့ကိုနဲ့ကိုပေါင်းရှင်ဆက်ရှိပြရတယ်ပေါ့နော်ကျွန်တော်ဒီမှာရေးလိုက်မယ်ကိုနဲ့ကိုပေါင်းရှင်ဒီဆက်ရှိရှေးကိုတည်တူတာကိုကိုကိုတည်တူနေ30ရှေးကိုတုံညာအရန်ပေါ့နော်ဒီတုံညာကအရန်ဖြစ်ပါတယ်ဒီမှာဆိုရင်9နဲ့4ပေါင်းကို90 9နဲ့2ပေါင်းခွန်ခွန်ရှိတီးပေါ့နော်ဆိုတော့ဒီမှာ89ကီတပန်းကျွန်တော်ဒီ3လုံးထပ်ပေါင်းမယ်ပေါ့နော်6ရယ်9ရယ်10ရယ်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာ ရှင်နာကိုပေါင်းတာဇခွန်ခွန်နဲ့6ပေါင်းရှင်73တုံးရဲ့ပါဝါဒီချေရတယ်ဗောနော်အဲဆိုရင်ဒီမှာတော့ချစ်လုံးပဲအနေနဲ့များလာဗောနော်ကျွန်တော်အတွဲအနေနဲ့ဆိုရင်တော့အာ73တွဲ8ရှစ်ရှစ်အတွဲ9 93တွဲ98တွဲဆိုပြီးဖြစ်မယ်ပေါ့နော်အဒီအရှိကကနန်းဒီဟာပဲဆက်ပြီး okay ခင်မယ်ဆိုပေါ့နော်အဲ့ဒါမှာ88အတဲအပူလာမယ်ပေါ့နော် ကျွန်တော်အဲ့မှာရှင်းလုံးပဲအနေနဲ့လားအသွေးအနေနဲ့လားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်โอเคဒါကျွန်တော်စောင့်နေတာလေးရပြီဆိုတာလေးကိုကျွန်တော်မိုက်ရှင်များတည်အောင်လေ့လာလို့ရအောင်ပေါ့နော်ပြန်လည်များပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီလိုမျိုးအထီးကြီးပင်ကြ၃လုံးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ်အခေတားလေးကတော့ကျွန်တော်ပင်ချေပါနော်936 3939တိကူမှာဆွင်391ပေါင်း333 3ကီမှာဆွင်ဒီ3ဒီ933ဖြစ်ပါတယ်တပန်းဒီမှာခွန်နဲ့ခွန်ပေါင်း၁၄၄၅၆ပါဆွင်၆တုံညာ၅ဆွေတွေ့၅ရဲ့၆ရဲ့ပေါ့နော်ဒီ၅နဲ့ဒီ၅တုံတုံညာ၄၅တုံပါဆွင်၃နဲ့၅ပေါင်း၈၈၉တုံညာကိမှာဒီ၈တိခွန်ရှင်းနေဖြစ်ပါတယ်၄ခွန်ရှင်းပြီးတော့၈တိနေဆိုတဲ့အတွက်ဒီခွန်နဲ့တေပေါင်း၈၈၉တုံညာကိဒီတုံညာတလုံးနေတုံညာနေဖြစ်ပါတယ် လေးလေး၆၉၅တင်ပါတီ၄နဲ့၅ပေါင်းရှင်ကို၉၃၀တတီ၉၉၃၀ညာရှိပြီးတော့၉ရဲ့၃ညာရဲ့အပူပေါ့နော်နောက်ထပ်ဒီတော့၃ညာ၉ခွန်ခွန်၅ခွန်မှာဒီ၉နဲ့၅ပေါင်း၁၄၄၅လျှောက်ကီမှာ၄ရဲ့၅ရဲ့ဒီ၅လေးလေးရှိပြီးဖြစ်ပါလေဒီမှာလည်းအတူတူပဲပေါ့နော်၃လေး၅ကီဒီ၃နဲ့၅နဲ့ဒီ၃ကို၅ရှိပြီးဖြစ်ပါလေနေ၃လေးကီမှာတော့ဒီလေးဒီလေးရှိတဲ့နောက်ထပ်နှစ်ပင်ချနှစ်ပင်ကျော်ပေါ့နော် နှစ်ကြိမ်ချာမှာဆိုရင်ကျွန်တော်တုံညာတင်နေတီတုံညာတလုံး69တုံညာနောက်ထပ်နှစ်ကြိမ်ချာပေါ့နော်ကျွန်တော်9တုံညာတိအကင်းရတယ်အဲ့ဒီမှာတုံညာတိ9တုံညာ3နောက်ထပ်နှစ်ကြိမ်ချာကျွန်တော်86ကီရတယ်ပေါ့နော်86ခွန်ဆိုတဲ့အတွက်အတိကီခွန်နဲ့အတိကီ6နဲ့86ခွန်ဖြစ်ပါတယ်ဒီမှာလည်း6တုံညာ6ရှောင်းရှောင်းနှစ်မှာတုံညာနဲ့6ပေါင်း86ရှောင်းခွန်6ကီဒီ6တလုံး6ရှောင်း50ဖြစ်ပါတယ်ပြီးတော့ဒီမှာပေါ့နော် အဂုဏ်နဲ့လေးအချောင်းနဲ့လေးပေါင်း30တုံညာတင်နေကီမှာတင်းနေနေတဲ့ဒီမိနစ်အပြင်းဖြစ်ပါတယ်ဒီမှာလေးတုံညာတင်နေကီထပ်ရတယ်ဗောနော်တုံညာရဲ့နေရာဒီနေတုံညာကိုရှိပြီဖြစ်ပါတယ်ခုံနဲ့တုံညာနဲ့ပေါင်းခုံခွန်ရှိကူကီမှာခုနှစ်တလုံး300ဗောနော်ဂုဏ်နဲ့6ပေါင်း85 9 6ခုံကီမှာ6 6 6ခုံဆိုပြီးတော့6ရဲ့ခုံရဲ့ကီနှလုံးစလုံးဗောနော်ဒီမှာလေးနေနဲ့6ပေါင်း30တုံညာတင်နေကီမှာတုံညာဒီ3တုံညာကို ၃၅နှစ်၃၉နှစ်မှာ၅နဲ့၉ပေါင်း၁၄၄၅၆ကီမှာအထီးကြီးလေးကလည်း6ကအပိတ်နေလေးရှောင်းစပီဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်89ကီရတယ်ပေါ့နော်6ရှောင်း5စပီတော့အထီးကြီးရှိတဲ့လုံးဒီဒိတ်စီနေရာဖြစ်ပါတယ်ခင်ဗျာ6ရှောင်း5ပြီးတော့ကျွန်တော်ဇာအောက်ကမဆန်လို့ပြတဲ့ဒီမှာထည့်ကြီးပြထားတယ်ပေါ့နော်အဲ6ရှောင်း5ပြီးတော့396 6လေးရှောင်းပါဆိုရင်9နဲ့4ပေါင်း9 90တိကီမှာ98စပီတော့အထီးကြီး9ဒလုံးဒီဒိတ်စီဖြစ်ပါတယ်ပေါ့နော် ။ဒါဆိုရင်ကျွန်တော်ဒီမှာထည့်ရမယ်ကိုခွန်ရှိပြီးတော့6 9 6 6 9ရောက်ပြီးတော့8 9 8ဆိုတော့ဒီအလဲထိုင်နှလုံးပေါင်းတာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီအလဲထိုင်ကနန်းနှလုံးပေါင်းတာဆိုရင်ကိုနဲ့ကိုပေါင်းရှင်း18ဆိုတဲ့အတွက်ဒီတစ်ပတ်မှာ8 9 3ညအထိတည်ရမှာဖြစ်ပါတယ်ခင်ဗျာ။ရှိကူတုံညာကြီးပါနော်အဲ့ဒီမှာဆိုရင်ကျွန်တော်အပြည့်ခွေကနန်းကပြန်ကြည့်အောင်ပါနော် အပြီးခွေကဏ္ဍမှာကျွန်တော်ကျွန်တော်ဒီမှာ3 3 3 9ဆိုပြီးဖြစ်ပါတယ်ပေါ့နော်3 3 3 9ဒီမှာ6930အစင်းဒီမှာ6390တိအပြီးခွေနီးနံပါတ်နေမှာတော့ကီး၃လုံးစလုံးအပါဖြစ်တယ်ပေါ့နော်6939ကီးရှိတယ်တော်တော့ကျွန်တော်နီးနံပါတ်၁ပဲယူမယ်ဆိုရင်တော့ခွန်3939ဆိုတဲ့အတွက်ကြောင့်မို့6939 69မပါတဲ့အတွက်3ညလုံးပိန်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီမှာလေး3ညတိပုံပါနေတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ် ။ဒါဆိုရင်ကျွန်တော်ဒီမှာဒုံညာလဲလုံးပိုင်ရှိတယ်ပေါ့နော်။ပြီးတော့ဒီခုနှစ်လဲလုံးပိုင်ရှိတာတွေ့ရတယ်ပေါ့နော်။ခုနှစ်လုံးပိုင်ရှိတယ်ပြီးတော့ဒုံညာလုံးပိုင်လည်းရှိတယ်။ဒီငါးလုံးပိုင်လည်းတွေ့နေရတယ်ပေါ့နော်။ကျွန်တော်နောက်ပိုင်မှာကျွန်တော်ညီပြီးတော့ပြန်တင်ပေးမယ်ပေါ့နော်။ဆိုတော့ဒီမှာဒုံညာလုံးပိုင်ရှိတယ်ငါးလုံးပိုင်ရှိတယ်ပေါ့နော်။ဒီရှိကူတုံညာကီအရာဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီအပြီးခွေကနန်းတစ်ခုစလုံးပုံအရာဆိုရင်တော့ကျွန်တော်တုံညာလုံးပိန်ပို့ပြီးအားသာသွားမယ်ပေါ့နော် ဒီနောက်ဆုံးတလုံးပဲဖြစ်ပါတယ်သူအရှိဆုံးတလုံးတောက်ချောက်အရှိနှလုံးထဲကတောက်ချောက်ပြီးနေဆိုပေမဲ့ကျွန်တော်ဒီတုံညာတလုံးကိုလည်းထည့်ထားတင်နေပါတော့ဆိုတော့ဒီမှာတော့ခြေရ9ရက်တုံညာရယ်ဆိုပြီးတော့အပြည့်ခွင်းနီးနံပါတ်2မှာတော့ပါတယ်ခင်ဗျာโอเคဒါလေးကိုတော့ကျွန်တော်မိတ်ဆွေများမိမိတို့ညံကွင်းရမှာဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်အတီကီကိုလည်းဆက်ပြီးလေ့လာကြအောင်ပေါ့နော်ခေဒီနီကတော့ကျွန်တော်ဒီကရစ်ဘတ်ဟာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ၄တုံညာအတီကီဆိုပြီးရတာပေါ့နော် ့အေးတုံညာအတိကီမှာဆိုရင်တုံညာတလုံးကခွန်တုံညာတုံညာဆိုပြီးဖြစ်ပါတယ်ဒီမှာပေါ့နော်ပြီးရင်ဒီခွန်တုံးထဲက3ခွန်ခွန်ဆိုပြီးအပီဖြစ်ပါတယ်ပေါ့နော်ရှစ်လေးထဲက6 4ဆိုပြီးတော့ကီးနှလုံးစလုံးဖြစ်ပါတယ်9 5ထဲက9တလုံးဒီ9လျှောက်တော့ရှစ်လေးထဲက6တလုံးဒီလျှောက်6ခွန်ဆိုပြီးဖြစ်ပါတယ်နေ့6ထဲကဒီနေ့ဒီနေ့ခွန်ပေါ့နော်နေ့နေ့6ထဲက6တလုံးက3 8ဆိုပြီးဖြစ်ပါတယ်ခင်နာထားဒီမှာ3ညာ6ထဲက3ညာတလုံးဒီ သုံးတုံညာကိုပေါ့နော်သုံးကိုထဲကဒီသုံးတလုံးဒီသုံးကားနဲ့ဒီသုံးကိုထဲက3ရက်9ရက်ဒီသုံးကိုနေစပြီဖြစ်ပါတယ်ဒီမှာနေတလုံးကကြတော့နေလေး6ပေါ့နော်ဒီမှာ၄တလုံးကကြတော့3နေလေးဒီ9တလုံးကတော့ချင်းငားနဲ့ဒီ9ကတော့ရှေ့ဆောင်ကဒီမှာတစ်ချိန်ပြတ်သွားတယ်ပေါ့နော်3 9 6တစ်ချိန်မှာပြတ်တယ်ပြီးတော့ကျွန်တော်ဒီတုံများ6ထဲမှာ3 6တလုံးဒီ6 4 6ဒီရင်ဒီ9တလုံးထဲက9ဒီ9ခွန်8 6တလုံးဒီ ဟာ69 69ဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့ပြည်ကလေးပတ်မှာဒီအနောက်တလုံး16ရှင်းလာမယ်ဆိုရင်9ဆိုပြီးပြပေးထားတယ်ပေါ့နော်39ထဲက9တလုံးဒီကျွန်တော်တို့69 8ဆိုပြီးဖြစ်ပါတယ်ပေါ့နော်69 8 Okay ဒါကြောင့်မို့ကျွန်တော်ဒီမှာ9တလုံးအလေးဖြစ်ပါတယ်ခင်ဗျာ Okay ဒီနီးကိုလေကျွန်တော်20နဲ့တစ်ကြိမ်အတွက်70ကြည့်အောင်ပေါ့နော်39 9 69 6ဆိုတဲ့အတွက်ကြောင့်မို့35 69 8ဖြစ်ပါတယ်35 ရှိခွန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဘယ်သားဆွေးတော့သူကဒီ3ညနဲ့9နာရီမှကြိမ်စီဆိုတဲ့အတွက်ဒီ3နဲ့4နာရီမှကြိမ်စီ6နဲ့9နာရီမှကြိမ်စီအပေါင်းတည်ဆွေးပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာ3နဲ့4ပေါင်းရှင်းကခွန်ရတယ်ပေါ့နော်6ခွန်ပေါင်းတာ15ဆိုတော့ဒီ9နဲ့9ပေါင်းတာ12 2နဲ့3ပေါင်းရှင်းဒီ3ဆိုပြီးကြမယ်ပေါ့နော် ဆိုတော့ဒီမှာအဲ၃ညနဲ့၅ပေါင်း၅ဆိုပြီးရေးထားတယ်ပေါ့နော်ဆိုတော့၃နဲ့၄ပေါင်းရှင်းဒီခွန်ရေးမယ်ဒီမှာကျတော့6ခွန်8ပေါ့နော်ဒီမှာ8ခွန်ခွန်74 95တဲ့9နဲ့ပေါ့နော်6ခွန်95 9နဲ့7ပေါင်း6ဆိုတော့ခွန်နဲ့6ပေါင်း83ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဘက်မှာ39ကီဆိုပြီးရတယ်ပေါ့နော်โอเค39ကီဒီမှာတောက်6ဒီသိမ်းမဲရှင်းမဲဆိုရင်9လုံးသားပေါ့နော်ဆိုနာခုနက89ကီရှိတယ်38ကီရှိတယ်ပေါ့နော် ဆိုတော့ကျွန်တော်ခုနကရှစ်ပင်ကြမော်နော်ပင်ကြမှာဆိုရင်ကျွန်တော်ရှစ်ကိုတုံညာရှိတယ်ရှစ်ကိုတုံညာရှိတယ်၃ရှစ်ရှိတယ်အခုက၃၉ဆိုပြီးရနေတယ်ပေါ့နော်โอเคဒီမှာ၃၃တူတယ်၉၉တူတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်မက်ဆေ့ချ်ပြီးတော့ညာကွင်ရမှာဖြစ်ပါတယ်ခင်ဗျာโอเคပြီးခရီးတစ်ပတ်မှာတော့ကျွန်တော်ဒီ၃၉ရဲ့တုံညာနှစ်ရဲ့တွဲတာပေါ့နော်တုံညာနှစ်ရဲ့တွဲတာဆိုရင် ဒီ၃ညနေပြီကတော့ပြည့်သွားခဲ့တယ်ပေါ့နော်၃ညနေပြီပြည့်သွားခဲ့တယ်ဒါလေးပေါ်တယ်ကျွန်တော်တို့ဒီလိုမျိုးကိုလည်းနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတင်ပေးနေမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ၃ကိုကင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာပင်ကြကင်းအနေနဲ့တွဲလို့အဆင်မပြေဘူးပေါ့နော်အာရှစ်ရှစ်အပူတော့မဟုတ်ကူကူအပူလားပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အဲ၃၃ဒီမှာတူနေတယ်ကူကူတူနေတယ်ရှစ်ရှစ်တူနေတယ်ပေါ့နော် ကျွန်တော်ကျွန်တော်ဒီဟာပင်ကြာကီကိုကျွန်တော်မိုက်ရှင်များလေ့လာလို့ရအောင်ပြန်လည်ပြောရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ဖိုင်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။